ဒီနေ့မှာတော့တမယောကြစစ်ပွဲပုံစံကိုလုံးဝပြောင်းလဲပစ်လိုက်တဲ့ခိမိစစ်စင်ရေးတစ်ခုအကြောင်းတင်ဆက်ပေးသွားဖို့ရှိပါတယ်။ဒီစစ်ပွဲကိုဆုံးဖြတ်ပေးသွားတာကတနတ်တန်တွေတင်ကားတွေမဟုတ်ပါဘူး။အချက်အလက် algorithm နဲ့မောင်းသူမဲ့စက်ရုပ်တွေဖြစ်ပါတယ်။ဒီစစ်စင်ရေးရဲ့အဓိကပြမှတ်ကတော့ရုရှားရဲ့အရေးပါတဲ့ကူပင်ကာ latest scan ပါပဲ။မနက်9:00မိနစ်မှာယူကရိန်းရဲ့ F-16 တိုက်လေယာဉ်တွေဟာအမြင့်ပေ3000ကနေရုတ်တရက်ထိုးဆင်းလာပြီးတစ်ချိန်တည်းမှာပဲစက်ရုပ်ကင်းတော်ယာဉ်တွေနဲ့ခြေမြန်တပ်ဖွဲ့တွေဟာမြေပြင်ကနေအချိန်နဲ့ဝင်ရောက်လာပါတယ်။ ပထမဆုံးအနေနဲ့ဒုံးမြတ်နှစင်းကလေရင်လှိုင်းတူလောင်ကြီးတွေကိုတဲ့မဲ့စွာပြစ်ခတ်ဖျက်ဆီးခဲ့ပြီးရုရှားရဲ့ Yak 130လေရင်တွေမိလောင်ပျက်စီးခဲ့ရပါတယ်။ယူကရိန်းရဲ့ Iris D ဒုံးခွင်းစနစ်တွေကတော့နောက်ကလိုက်လာမဲ့ရုရှားတိုက်လေရင်တွေကိုတားဆီးဖို့ကောင်းငင်ကိုတလဟောပြန်တက်သွားပါတယ်။ဒါဟာရုရှားရဲ့အနောက်ဘက်မျက်လုံးကိုပိတ်ပစ်ဖို့ရည်ရွယ်တဲ့အလွန်တိကျတဲ့စစ်စင်ရေးတစ်ခုရဲ့အစပဲဖြစ်ပါတယ်။ဒုတိယလှိုင်းမှာတော့ယူကရိန်း F-16 တွေဟာရုရှားကိုလမ်းလွှဲပေးပါတယ်။အဲဒီနောက်မှာ drone အုပ်စုကြီးကကောင်းငင်ကိုရေလွှမ်းမိုးသလိုဝင်ရောက်လာပြီး ရုရှားရဲ့မော်စကဗာ1ရေဒါကွန်ရက်ထဲကိုအချက်ပြမှုအတုတွေပေါ်လာအောင်လုပ်လိုက်ပါတယ်။ရေဒါစနစ်ကြီးဟာပြင်မှတ်အစ်စ်နဲ့အတုကိုမခွဲခြားနိုင်ပဲဗျမ်းပဒါဖြစ်သွားပါတယ်။မြေပြင်မှာတော့ဂျမ်မင်လှိုင်းတိမ်တိုက်တွေရဲ့အကာအကွယ်နဲ့ MI8 ရဟတ်ယာဉ်တွေဟာမြေပြင်နီးကပ်ပြန်တမ်းပြီး latest scan ring ကိုခရီးဆောင်တစ်တာရွယ်ကင်းထောက်ဆက်ရုပ်တွေကိုချထားခဲ့ပါတယ်။ဒီဆက်ရုပ်လေးတွေကရရှိလာတဲ့တိကျတဲ့ချက်လက်တွေကြောင့်လေရင်ပြေးလန်းကုတ်ကဲရေးစခန်းကို micro missile နဲ့ချက်ချင်းပစ်ခတ်ဖျက်ဆီးနိုင်ခဲ့ပြီးကုပင်ကာရဲ့တုံ့ပြန်မှုစနစ်တစ်ခုလုံးကိုရပ်တန့်သွားစေခဲ့ပါတယ်။ လေရင်ပြည်လက်တွေမီးနှိမ်သွားပြီး9မိနစ်အတွင်းမှာပဲရုရှားကပြင်းထန်စွာပြန်တိုက်ခိုက်ပါတယ်။ခရုစ်ဒုံးမြတ်တွေနဲ့လေရင်ပြည်မြောက်ကြီးတွေကမီးတတိုင်းတစ်ခုဖြစ်ဖြတ်တောက်တားဆီးဖို့ကြိုးစားကြပါတယ်။မြေပြင်မှာလည်း BNP ခြေလျင်တက်တိုက်ခိုက်ရေးရှင်တွေနဲ့ Uran 6မိုင်းရှင်းလင်းရေးစက်ရုပ်တွေကဝင်ရောက်လာတဲ့ယူကရိန်းတပ်ဖွဲ့တွေကိုလိုက်လံရှင်းလင်းပါတယ်။ဒါပေမဲ့ယူကရိန်းရဲ့ခြေမြန်တပ်တွေဟာ drone လမ်းညွှန်မှုနဲ့ရှောင်တိမ်ပြီးတိုက်ခိုက်နေတာကြောင့်ရုရှားတပ်တွေဟာမြင်ရတဲ့အရာကိုခြေရာခံဖို့ရုန်းကန်နေရပါတယ်။နောက်ဆုံးလှုပ်ရှားမှုမှာတော့ယူကရိန်းရဲ့ရွေးရှားလျှက်စစ်စစ်စင်ရေးရှင်တစ်စီးဟာ ရုရှားရဲ့လျှို့ဝှက်ကုတ်တုံးကွန်ရက်တွေကိုစတင်နှောက်ယှက်ပါတော့တယ်။တပြိုင်တည်းမှာပဲဂျမားတက်ထားတဲ့ drone အုပ်စုကရုရှားရဲ့ကုတ်ကဲရေးနဲ့ထိန်းချုပ်ရေးလုပ်ငန်းစဉ်တွေကိုအကြီးအကျယ်နှောက်ယှက်ပါတော့တယ်။အဲဒါကြောင့်ရုရှားတပ်တွေဟာမျက်စိနဲ့မြင်ရတာတစ်ခုတည်းကိုသာအာကိုပြီးထိတ်လန့်တကြားပြစ်ခတ်နေကြရတဲ့အခြေအနေကိုရောက်ရှိသွားပါတော့တယ်။မနက်9:42မိနစ်တိတိမှာယူကရိန်းကနောက်ဆုံးထုတ်နှက်ချက်ကိုစပါတယ်။ရေဒါကိုရှောင်လွှဲနိုင်တဲ့ Torch Car U Ukraine ဒုံးမြတ်တစ်စင်းဟာမြေပြင်နှိမ့်နှိမ့်ကပ်ပြန်လာပြီးစက္ကန့်တစ်ခုလုံးရဲ့အာုံကြောစနစ်ဖြစ်တဲ့ ဗဟိုညိနှိုင်းကုတ်ကရေးမျှော်စင်ကိုတိတိကျကျဖောက်ခွဲလိုက်ပါတယ်။ဒီတိုက်ခိုက်မှုကြောင့်မျှော်စင်တစ်ခုလုံးမီးလုံကြီးတွေဖုံးသွားပြီးတော့ရုရှားရဲ့ကာကွယ်ရေးစနစ်တွေဟာချက်ချင်းရပ်တန့်သွားပါတယ်။ဘယ်သူမှဘာမိတ်မမရတော့ပဲတပ်ဖွဲ့ဝင်တွေဟာဆက်သွယ်ပြတ်သွားပြီးယူကရိန်းကရုရှားရဲ့ဂွင်းသက်စနစ်ကိုလုံးဝဖျက်တောက်ပစ်လိုက်တာပါ။ကုတ်ကရေးပြတ်သွားတဲ့ရုရှားတပ်ဟာ T90M တင်ကားတွေနဲ့ Yak 130တိုက်လေယာဉ်တွေကိုထုတ်ပြီးတာလွန်အင်အားနဲ့ပြန်ထိန်ချုပ်ဖို့ကြိုးစားပါတယ်။ဒါပေမဲ့ယူကရိန်းရဲ့ electronic စစ်စင်ရေး EW က GPS စနစ်တစ်ခုလုံးကိုရောထွက်ပစ်လိုက်လို့သူတို့ရဲ့ digital မြေပုံတွေလုံးဝအလုံးမလုပ်တော့ပါဘူး။တင်ကားတွေဟာလူရှင်းတဲ့နေရာတွေကိုရမ်းတမ်းပစ်ခတ်နေပြီးလေယာဉ်တွေကလည်းထင်ရမြင်ရပြစ်မှတ်ပေါ်ကိုဘုံကျဲနေကြရပါတယ်။တစ်ချိန်တည်းမှာပဲယူကရိန်းခြေမြန်တပ်ဖွဲ့တွေဟာခြေလေးချောင်းပါဆက်ရုပ်ကင်းထောက်တွေရဲ့အကူအညီနဲ့တိုက်တဆိတ်ကတ်လိုက်ပြီးမျက်စိကန်းနေတဲ့ရုရှားတင်ကားတွေကိုနောက်ရောက်ခံတိုက်ခိုက်နေကြပါတယ်။မနက်6:13မိနစ်မှာယူကရိန်းရဲ့ပထမဆုံးလေဆာလမ်းညွှန်ဆက်ရုပ်တွေကရန်သူကြံရှိတဲ့နေရာတွေကိုပြစ်မှတ်အဖြစ်လေဆာနဲ့အမှတ်အသားပြုလုပ်လိုက်ပါတယ်။ စက္ကမိုင်းတွင်းမှာပဲကာမီကာစီဒရုန်းတွေကအဲ့ဒီအမှတ်သားတွေဘော်ကိုတိတိကျကျထိုးစင်းပေါက်ကွဲပြီးခုခံမှုတွေကိုရှင်းလင်းပစ်ခဲ့ပါတယ်။ F16 တွေကလည်း GPU 39လို့လွန်တိကျတဲ့ဘုံးတွေကိုရင်တန်းတွေနဲ့လက်နက်ဖြည့်တင်းရေးစခန်းတွေဘော်ကိုတလုံးချင်းစီကျဲချတိုက်ခိုက်ခဲ့ပါတယ်။ယူကရိန်းတပ်ညကတပ်တွေရှေ့ကိုဝင်လာကြမလို့ပဲဒရုန်းတွေနဲ့ချင်းမြန်တပ်တွေကရှင်းလင်းပြီးသားနေရာတွေကိုသိမ်းပိုက်ပါတယ်။မိနစ်90မပြည့်ခင်မှာကူပင်ကာရဲ့ကာကွယ်ရေးကွန်ရက်တစ်ခုလုံးလုံးဝမှောင်မိုက်သွားခဲ့ပါတယ်။ကူပင်ကာပြိုလဲသွားတာဟာအစာပဲရှိပါသေးတယ်။ အနောက်ဘက်ကကိုဖွင့်လိုက်ပြီးတဲ့နောက်မှာတော့ယူကရိန်းရဲ့ပြစ်မှတ်ဟာရုရှားရဲ့အဓိကနေရာကြီးကိုတိုက်ရိုက်ရောက်လာပါတော့တယ်။အချိန်ကမနက်4:18မိနစ်ပါ။မော်စကိုမြို့ရဲ့လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့များဗဟိုကုတ်ကဲရေးစခန်းရဲ့အပြင်ဘက်မှာ Beretta TB2 drone တွေ FPV Kamikaze unit တွေ HIMARS ဒုံးပျံတွေ Patriot ဒုံးကစနစ်တွေရဲ့အကာအကွယ်ပြီးတော့မိုးကုတ်ဆက်ပိုင်းမှာအသင့်ဆောင်နေတဲ့ Leopard 2တင်ကားတွေအထိအားလုံးဟာညှိနှိုင်းမှုအဖြစ်နဲ့တိုက်ခိုက်မှုတစ်ခုတည်းအဖြစ်စုစည်းရောက်ရှိလာခဲ့ပါတယ်။ TV2 drone တွေကပစ်မှတ်တွေကိုတတ်မှတ်လိုက်တာနဲ့ radar မျက်နှာပြင်တွေလင်းထိန်သွားခဲ့ပါတယ်။ HIMARS drone မျက်နှာတွေကကောင်းကင်ကိုထိုးခွဲပြန်တန်းလာပြီးပောက်ကွဲမှုတွေဟာကိုကဲရေးစခန်းဝင်းတစ်ခုလုံးကိုရိုက်ခတ်သွားပါတယ်။ဒါဟာတာမန်စီးနှမှုတစ်ခုမဟုတ်ပါဘူး။ဒါဟာရုရှားရဲ့လေကြောင်းရန်ကာကွယ်ရေးအာယွန်ဂျော၁၂ရဲ့ဗဟိုချက်မှကိုတိုက်ရိုက်ထိုးနှက်တဲ့မဟာဗျူဟာမြောက်တိုက်ခိုက်မှုတစ်ခုပါ။စကမိုင်းတွင်းမှာပဲတည်ငြိမ်မှုဟာဗယံပဓာအဖြစ်ပြောင်းလဲသွားခဲ့ပြီးခင်မီစစ်ပွဲရဲ့ကြမ်းတမ်းတဲ့သင်ခန်းစာတစ်ခုကိုပေးလိုက်တာပါပဲ။ TB2 drone တွေဟာအလဲအလက်မြင့်မှဝဲပြန်နေပြီး တို့ရဲ့ကင်မရာတွေကရေဒါစလောင်းတွေနဲ့လောင်စာဆီတိုးလောင်းကန်တွေကိုတိကျသွားပြစ်မှတ်ထားနေခဲ့ပါတယ်။တာမန်မျက်စိနဲ့မမြင်နိုင်ပေမဲ့ဝင်လာမဲ့ဒုံးကြီးတွေအတွက်တော့ရှင်းလင်းပြသနေတဲ့လေဆာအမှတ်သားတွေကိုရေးဆွဲနေခဲ့ပါတယ်။ခဏကြာမှပဲကာမီကာစီဒရုန်းတွေဟာအချိန်နဲ့ထိုးဆင်းလာပြီးလောင်စာဆီတိုင်ကြီးတစ်ခုလုံးကိုမီးလောင်တိုက်သွင်းနိုင်လောက်တဲ့အင်အားနဲ့ပောက်ခွဲသွားကာမီးလုံးကြီးတွေဟာပေပောင်းရာချီပြီးကောင်းငင်ဘုံကိုလွင့်တက်သွားခဲ့ပါတယ်။အဲ့ဒီပေါ်မိုင်မောင်းများစွာအမြင်မှာတော့ Patriot PAC-3 ဂျားဖြတ်ဒုံးခွင်းစနစ်တွေဟာအကာအကွယ်တစ်ခုဖြစ်ရပ်တည်ထားပြီး ယူကရိန်းတပ်ဖွဲ့တွေရဲ့စူစီးရနေရာရေးစီကိုဥတီလာတဲ့ရုရှားရဲ့တံပြန်တိုက်ခိုက်မှုတွေကိုကြားဖြတ်ဖြတ်စီးနေခဲ့ပါတယ်။ကြားဖြတ်တိုက်ခိုက်မှုတိုင်းကြောင့်အဲဒီညကောင်းကင်ဟာ KF မြို့ရဲ့လက်ထဲမှာရှိနေခဲ့တယ်ဆိုတဲ့သက်သေပါပဲ။ဒရုန်းတွေဟာကင်းတော့တတ်တတ်မဟုတ်တော့ပါဘူး။သူတို့ဟာမုတ်ဆိုးတွေဖြစ်နေပါပြီ။မဟုတ် Google Scan တွေကရုရှားကာဝေးတပ်ဖွဲ့ဝင်တွေအတွက်တော့ဒီအကျိုးသက်ရောက်မှုဟာခြောက်ခြားစရာပါပဲ။ရေဒါပေါ်ကပြင်မှတ်တွေပျောက်ကွယ်သွားတယ်။စစ်တပ်ရေးလိုင်းတွေဟာညှိနှိုင်းမှုအပြင်နဲ့တိုက်ခိုက်မှုအောက်မှာတစားစီပြတ်တောက်သွားခဲ့ပါတယ်။ ယူကရိန်းဟာခင်မီတိုက်ပွဲရဲ့စီးကြပ်ကိုတင်ယူတက်မြောက်သွားခဲ့ပါပြီ။တိကျတဲ့ drone တွေကထိုးစစ်ကိုဥဆောင်နေ။လေတောင်းရန်ကာဝေးရေးကိုအရင်ဖျက်ဆီးတယ်။ပိုလေးလံတဲ့လက်နက်ကြီးတွေကအနောက်ကနေတင်ဆောင်နေပါမယ်။ယူကရိန်းတပ်တွေကသူ့အလုပ်သူလုပ်ပြီးသွားပါပြီ။ရေဒါတွေကတိတ်ဆိတ်သွားပြီးလောင်စာစီကံတွေမီးလောင်နေပါပြီ။ရုရှားစစ်စင်ရေးမှုတွေဟာသူတို့ရဲ့ကိုကဲရေးစခန်းထဲမှာပဲမျက်စိကန်သွားခဲ့ပါပြီ။ဒါဟာမြေပြင်ပေါ်ကတမ်မနီတပ်ဖွဲ့တွေလှုပ်ရှားဖို့အချက်ပြလိုက်တာပါပဲ။လီယိုပတ်တူတင်ကားတွေဟာ လှန်စပုံစံတက်ဖွဲ့ခင်းချင်းမှုနဲ့ရှေ့ကိုအချိန်နဲ့ထိုးထွက်လာခဲ့ပါတယ်။သူတို့ရဲ့တင်ကားပြောင်းတွေဟာကွဲအပ်နေတဲ့ကတရားလမ်းတွေတိုင်းရှေ့တိုးလာရင်ဘယ်ညာကိုအဆက်မပြတ်စကန်ဖတ်နေခဲ့ပါတယ်။သူတို့ရဲ့ဘေးနှဖက်မှာတော့သင်းသီးရရှိထားတဲ့ D80 တင်ကားတွေလိုက်ပါလာခဲ့ပါတယ်။တချိန်ကရုရှားရဲ့အမှတ်တံဆိပ်တွေနဲ့ခြေတားထားတဲ့ဆက်ရန်ရာတွေဟာအခုတော့အပြာနဲ့အဝါရောင်အစင်းချောင်းတွေနဲ့အတူသူတို့ရဲ့သခင်ဟောင်းတွေဖြစ်တဲ့ရုရှားစီကိုပြန်လှည့်တိုက်ခိုက်နေပါပြီ။တန်30ကျော်လေးတဲ့တန်ကြပ်ကတက်ဖွဲ့တွေဟာ CEO တွေစီကိုတိုးဝင်လာတာနဲ့မျှမြေကြီးတစ်ခုလုံးတုံ့ခါနေခဲ့ပါတယ်။ တင်ကားရရဲ့နောက်ကနေတန်ကြက်က APC ရင်တွေဟာချင်းမြန်တပ်ဖွဲ့ဝင်တွေဟာကြိုတင်တတ်မှတ်ထားတဲ့လမ်းစုံတွေပေါ်မှာရင်ပေါ်ကဆင်းသက်ပြီးခြုံခိုတိုက်ခိုက်မှုတွေပြုလုပ်နိုင်တဲ့လမ်းချင်းတွေရေနုံမြောင်းတွေကိုလှိမ့်မြန်သွားရှင်းလင်းဝင်ရောက်နေရာယူကြပါတယ်။တပ်စုတိုင်းဟာလျှို့ဝက်ကုံတုံရေဒီယိုတွေကင်ဆောင်ထားပြီးလေပေါ်က TB2 ဒရုန်းတွေစီကိုတီနေရာအချက်လက်တွေအချိန်နဲ့တပြင်းညီပေးပို့နေကလေချောင်းနဲ့မြေပြင်ဟာစီးကြက်တစ်ခုတည်းဖြစ်လဲပတ်နေစီပါတယ်။ဒီထိုးစစ်ကြီးကိုထောက်ကူပြုနေတာကတော့ဆက်ရုပ်စစ်ခွေးတွေပါ။ မော်တော်ဆိုင်ကယ်တစ်စီးထံမကြီးတဲ့ကိုယ်တယ်နှိမ့်တဲ့ဆက်ရန်နေရာတွေပါသူတို့ဟာပျက်စီးတွေကြားကဇင်းကြံလမ်းတွေတဲကိုလှင်မြန်သွားပြေးလွှားဝင်ရောက်ပြီးဘန်ဂါရီခန်တက်ဝင်ဝရီစီကိုဖောက်ခွဲရေးပစ္စည်းတွေတဲဆောင်သွားပါတယ်သူတို့ရဲ့ကင်မရာတွေကမိုင်မောင်းများသောအဝေးကယူကရိန်းထိန်းချုပ်သူတွေစီကိုဓာတ်ရိုက်ဗီဒီယိုတွေပို့လွှတ်ပေးနေပြီးလူသားစစ်သည်တွေကိုအန်ဒီယေမကြောက်စေပဲအခိုင်အမာခန်တက်ကိုတိကျသွားဖောက်ခွဲနိုင်ခဲ့ပါတယ်ဒီစီးတက်ကအလွန်ပြင်းထန်ပါတယ်တင်ကားတွေကကာဝေးရေးကြုံချင်းတွေကိုပောက်ကွဲအပြင်းကြီးတံတွေနဲ့ပစ်ခတ်တယ် ဆက်ရုပ်တွေကဂျားကွက်လက်တွေကိုဝင်တိုးတယ်။ခြေမြန်တက်ကရှင်းလင်းပြီးနေရာယူတယ်။လေဘော်က drone တွေကပြစ်မှတ်အစ်စ်တွေကိုထပ်မံတပ်မှတ်ပေးပါတယ်။ထိုးစစ်စင်ရှစ်တက်နေရာယူဒီလုံဆောင်ကြတိုင်းကရုရှားရဲ့ကာကွယ်ရေးအလှော်တွေကိုတလှော်ချင်းစီဆွဲခွာနေခဲ့ပါတယ်။မိုးတောက်လင်းရောင်ပထမဆုံးအချိန်ကောင်းကင်ကိုထိတွေ့လာတဲ့အချိန်မှာတော့ဗဟုကုကိစခန်းရဲ့အပြင်စီးကာကွယ်ရေးတစ်ခုလုံးဟာပျက်စီးယိုယွင်းနေပါပြီ။ပြိုကျသွားတဲ့ဘန်ဂါရီကနေမိကုန်းငွေတွေလိတ်တက်နေပြီးယူကရိန်းတန်ကြာကတပ်တွေကတော့ဂိတ်ဝါမှာခိုင်မာသွားနေရာယူထားခဲ့ပါပြီ။ ဒီတိုက်ပွဲဟာယူကရိန်းတပ်တွေမော်စကိုရဲ့လေကြောင်းရန်ကာကွယ်ရေးအာဏာကျော်စနစ်ကိုဘလောက်မြန်မြန်ဖျောက်ချဖျက်ဆီးပစ်မလဲဆိုတာပါပဲ။ Leopard နဲ့ T80 တင်ကားတွေကိုဂိတ်ဝကိုဖျက်ပြီးလမ်းဖွင့်ပေးလိုက်တာနဲ့နောက်ထပ်အဆင့်တစ်ခုဆပါပြီ။မိုင်မောင်းများသောဝေးကနေ Himastone မြန်တွေအများကြီးပစ်လွှတ်လိုက်တာကြောင့်ကောင်းကင်တစ်ခုလုံးလင်းထိန်သွားပါလေ။ဒီတုံးမြန်တွေဟာရုရှားရဲ့ခိုင်ခန့်တဲ့ဘန်ဂါရီနဲ့လက်နက်ခဲယမ်းတူလောင်ယုံတွေကိုတဲ့တဲ့ထိုးဆိုင်ပြီးဖောက်ခွဲပစ်လိုက်ပါတယ်။ပောက်ခွဲတန်တွေဟာရမ်းကျဲလောင်ပြီးမြေကြီးတစ်ခုလုံးတုံခါသွားတဲ့အထိပါပဲ။ ဟီမစတုံးမြန်တွေပြင်နေတော့မှာပဲ TB2 drone တွေကတစ်ချိန်တည်းမှာပဲအောက်ကိုထိုးဆင်းလာပြီးလောင်စာစီကန်တွေနဲ့ရေဒါမျှော်သင်းတွေကိုဗုံးကျဲခဲ့ပါတယ်။ဒီတိုက်ခိုက်မှုနှစ်ခုဟာတပြိုင်တည်းဖြစ်လာတာကြောင့်ရုရှားစစ်သားတွေဟာဘယ်ဟာပြီးလို့ဘယ်ဟာစမှန်းလုံးဝမခွဲခြားနိုင်တော့ပဲကြောက်လန့်ပြီးဘာမှမလုပ်နိုင်အောင်ဖြစ်နေခဲ့ရပါတယ်။သူတို့ရဲ့ကရုတ်ချင်းတွေဟာအသက်ကယ်ကြရာမဟုတ်ပဲပေမင်းထောင်ချောက်တွေဖြစ်သွားခဲ့ရပါတယ်။ယူကရိန်းရဲ့တိုက်ခိုက်မှုကြောင့်ဗဟိုကွက်ကဲရေးစခန်းတစ်ခုလုံးပျက်စီးပြီးမီးခိုးတွေထွက်နေပေမဲ့ရုရှားကအရှုံးမပေးပါဘူး။သူတို့ကလည်းအပြင်းထန်ပြန်လည်တုံ့ပြန်ပါတယ်။ Su-34 ဘုံးကျဲလေယာဉ်တွေနဲ့ Su-35 တိုက်လေယာဉ်တွေဟာအနိုင်ပိုင်းကနေပြန်တန်းလာပြီးယူကရိန်းတင်ကားတွေပေါ်ကိုလမ်းညွှန်ဘုံးတွေကျဲချခဲ့ပါတယ်။ဒီအပြင်ပိုပြီးဝေးတဲ့နေရာကနေလည်း295ဘုံးကျဲလေယာဉ်ကြီးတွေကလည်းယူကရိန်းရဲ့ပစ်လွတ်စင်တွေရှိမဲ့နေရာတွေကိုချိန်ရွယ်ပြီး Cruise Dome မြန်တွေအများကြီးကိုပစ်လွတ်ခဲ့ပါတယ်။ရုရှားတပ်တွေဟာသူတို့ရဲ့ Su-350 လေကြောင်းရန်ကာကွယ်ရေးစနစ်တွေကိုအသက်သွင်းဖို့အသေးအတန်ကြိုးစားပြီးဒုံးမြန်တွေအဆက်မပြတ်ပစ်လွှတ်နေခဲ့ပါတယ်။ဒီအချိန်မှာစစ်မြေပြင်တစ်ခုလုံးဟာ Ukraine ရဲ့ HIMARS နဲ့ ရုရှားရဲ့ဘုံကျဲမှုတွေဟာတပြိုင်တည်းဖြစ်ပေါ်လာနေတာကြောင့်မီးတောက်တွေနဲ့ရောထွေးနေတဲ့တိုက်ပွဲအတွင်ပြောင်းသွားခဲ့ရပါတယ်။ရုရှားရဲ့ဒီတပ်မြန်ထိုးစစ်ဟာပြင်းထန်ပေမဲ့မော်စကိုဟာသူတို့ရဲ့အကောင်းဆုံးလေယာဉ်တွေကိုပါထုတ်သုံးဖို့ဖိအားပေးခံနေရပြီဆိုတာကိုဒီတိုက်ပွဲကပြသလိုက်ပါတယ်။ရုရှားရဲ့အကြီးသားတပ်မြန်တိုက်ခိုက်မှုကြောင့်ကောင်းကင်တစ်ခုလုံးမီးတောက်တွေနဲ့ပြည့်နေခဲ့ပေမဲ့ယူကရိန်းတပ်ဖွဲ့ကတော့လုံးဝလက်မြောက်အရှုံးမပေးခဲ့ပါဘူး။သူတို့ဟာချက်ချင်းပဲတိုက်ခိုက်ပုံနီးလန့်ကိုပြောင်းလဲပစ်လိုက်ပါတယ်။သူတို့ကတိုက်ပွဲရဲ့စီးချက်ကိုသူတို့ဘက်ကိုရောက်အောင်ပြန်ဆွဲယူလိုက်တာပါ။ ဒါကြောင့်မဲယူကရိန်းရဲ့ drone တွေဟာတစ်ပင်ထိပ်တွေနာမြေပြင်နဲ့ပင်90လောက်ပဲကွာတဲ့အနိုင်ပိုင်းကနေကပ်ပြန်တန်းခဲ့ကြပါတယ်။ဒီလိုပြန်တန်းတာကရုရှားရဲ့ radar line တွေဖမ်းယူဖို့အရန်ခတ်ခဲသွားစေပါတယ်။သူတို့ဟာတအား line တွေနဲ့တက်တော့ radar ကနေကြွေကောက်ပြီး radar ကိုရှောင်ကွင်းလို့ရတဲ့လမ်းကြောင်းတွေအတိုင်းပြန်တန်းခဲ့ကြပါတယ်။ FAB Kamikaze drone unit တွေကပို့ပြီးအရေးပါတဲ့ခန်းကဏ္ဍကနေပါဝင်လာပါတယ်။သူတို့ဟာအစာဦးခေါမိုးဘော်တွေကနေဖြတ်ပြန်တန်းပြီးတော့ရုရှားမြောက်တပ်ဖွဲ့တွေခိုးအောင်းနေတဲ့ဂရုချင်းတွေတဲကိုတဲ့တဲ့မမတ်ထိုးဆိုင်ဝင်ရောက်ပောက်ကွဲခဲ့ပါတယ်။ ရလကရောရုရှားမြောက်တွေဟာလက်နက်တွေကိုထားကအသက်ဘေးကလွတ်အောင်ထွက်ပြေးကြရပါတော့တယ်။မြေပြင်မှာရောလီယိုပေါ့ဒူတင်ကားတွေဟာရုရှားရဲ့ဘုံပေါက်ကွင်းမှုတွေကြောင့်ထွက်လာတဲ့ထူထပ်တဲ့မီးခိုးတွေကိုအကာအကွယ်ယူပြီးရှေ့ဆက်တိုးလာခဲ့ပါတယ်။တင်ကားတွေရဲ့ပုံရိပ်တွေဟာမြူခိုးတွေထဲမှာပျောက်ကွယ်သွားတဲ့အတွက်ရန်သူတွေပြစ်မှတ်ထားရခက်ခဲသွားပါတယ်။ကောင်းကင်မှာရော Patriot PAC 3ဒုံးခွင်းစနစ်တွေဟာသူတို့ရဲ့အလုပ်ကိုတိကျသွားလှုံ့ဆော်နေခဲ့ပါတယ်။ရုရှားပြည်တွင်နက်နက်ရှိုင်းရှိုင်းကနေလာတဲ့ 295ဘုံးကျဲလေယာဉ်တွေရဲ့ cruise ဒုံးပျံလှိုင်းသစ်တွေကိုကြားဖြတ်ဖြတ်စီးပစ်ခဲ့ပါတယ်။ရုရှားကယူကရိန်းရဲ့ထိုးစစ်ကိုချိန်တက်ပြဖို့မျှော်လင့်ခဲ့ပေမဲ့ Patriot စနစ်တွေကဒုံးပျံတွေကိုရှင်းလင်းပစ်လိုက်တဲ့အတွက်မီးလောင်နေတဲ့အပိုင်းအစတွေသာလေကွင်းတွေကိုကျခဲ့ရပါတယ်။ဒီလိုနဲ့တချိန်ကဘယ်သူမှမထိုးဖောက်နိုင်ဘူးလို့သတ်မှတ်ခံရတဲ့ရုရှားလေကြောင်းရန်ကာဝေးရေးဗဟိုဌာနချုပ်ကြီးဟာအခုတော့အထီးကျန်ပြီးကုကယ်ယာမဲ့စွာနဲ့ပြိုကွဲပျက်စီးသွားခဲ့ပါတော့တယ်။ရုရှားရဲ့ပြင်ပကာဝေးရေးလိုင်းတွေလုံးဝပြိုလဲသွားတဲ့အခါဘဟိုကုကယ်ယာစခန်းရဲ့အဆောက်အဦကြီးတစ်ခုတည်းသာကျန်ပါတော့တယ်။ ်ယူကရိန်းတပ်ဖွဲ့တွေဟာဒီအဆောက်အဦစီကိုပျက်စီးနေတဲ့အကွဲကြောင်တွေကနေထိုးဖောက်ဝင်ရောက်လာခဲ့ပါတယ်။ဂျာမာထရက်ကားကြီးတွေဟာရှေ့ကိုရွေ့ရှားလာပြီးရုရှားရဲ့ကြံနေတဲ့ရေဒီယိုလှိုင်းတွေကိုစုညံတန်တွေနဲ့ဖုံးလွှမ်းပစ်လိုက်ပါတယ်။ဒီလိုလုပ်လိုက်တော့တချိန်ကစကန်တစ်ခုလုံးကိုထိမ့်ချုံညွန်ကြားခဲ့တဲ့အမိန်ပေးကွန်ရက်တွေဟာချက်ချင်းတိတ်ဆိတ်သွားခဲ့ပါတယ်။ဘန်ဂါရဲကရုရှားယာရှိတွေဟာအတန်မကြားရတဲ့နှချက်တွေကိုတည်ရင်လက်ဟန်ခြေဟန်တွေနဲ့ကုကရာမဲ့စွာအမိန်ပေးဖို့ကြိုးစားနေကြရပါတော့တယ်။အထက်မှာတော့ drone အုပ်စုတွေဟာမုတ်ဆိုးတွေလိုဝဲပြန်နေသေးပါ အချို့ drone တွေကစကန်ကိုမီးပေးနေတဲ့ဓာတ်အားလိုင်းတွေကိုတိကျသွားဖောက်ခွဲဖြတ်တောက်ပြီးအချို့ကရေးပေါ်တုံးအရန်မီးစက်တွေစီကိုတဲ့တဲ့မမတ်ထိုးဆင်းတိုက်ခိုက်ခဲ့ပါတယ်။ဒါကြောင့်စကန်ရဲ့စိတ်ပိုင်းများစုဟာလုံးဝအမှောင်ကျသွားပါတော့တယ်။မော်စကိုရဲ့လေကြောင်းရန်ကာဝေးရေးကွန်ရက်ကိုလေပတ်စီတဲ့ဆက်ရန်တရားတွေရဲ့တည်ငြိမ်တဲ့စုညံတန်ကြီးဟာပြိုကျနေတဲ့နယံတွေရဲ့အတန်ကလွဲလို့ထူးဆန်းတဲ့တိတ်ဆိတ်မှုအဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။ဒီတိုက်ခိုက်မှုဟာမော်စကိုရဲ့လေကြောင်းရန်ကာဝေးရေးကွန်ရက်ကိုလုံးဝဖျက်ဆီးလိုက်ပြီး ကြံနေတဲ့တပ်ဖွဲ့တွေကိုမျက်စိကန်နာကန်တိုက်ခိုက်နေရတဲ့အခြေအနေစီကိုတွန်းပို့လိုက်ပါတယ်။ဒီတော့ကြောက်စရာကောင်းတဲ့မေကွန်းကပေါ်ပေါက်လာပါတယ်။မော်စကိုရဲ့ဌာနချုပ်တော်မှကြာဆုံးနိုင်တဲ့ဆိုရင်တခြားဘယ်ခန့်တက်ကမှတကယ်လုံခြုံမှုရှိနိုင်တော့မလဲဆိုတာပါပဲ။ဒီတိုက်ပွဲဟာယူကရိန်းရဲ့အောင်ပွဲတင်ကြတာတစ်ခုဖြစ်တယ်လို့ရုရှားအတွက်တော့အကြီးအမားဆုံးသတိပေးခေါင်းလောင်းတဲ့တစ်ခုဖြစ်နေခဲ့ပါတော့တယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။